နော်ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ပိုင်းထက်သွားမယ်အဲ့တော့ဟိုပန်နဲ့ပန်လုံးဝါကိုပြန်ပေးလိုက်တဲ့ကိစ္စမူအားဖြစ်ပေးတယ်လို့ကျွန်တော်ပြောသွားတယ်နော်မူအားဖြစ်ပေးတယ်ဆိုတာကအတီမဟုတ်ဘူးပေးပိုင်ဝင်ရှိတာကစစောအဲ့မှာကွန်မန့်တယောက်ကလည်းလာရေးထားသေးလေအဲ့ဒီလိုတက်မလို့ကပေးလို့ရလားတဲ့တယောက်ကလာရေးထားသေးတယ်ဝင်ကြည့်လိုက်ပါဆွတ်ဆွတ်နှိမ့်လေးလွှင့်ထားတဲ့လိုက်မှာ ပေးလို့ရလာတယ်တမတော်ကအဲ့လိုပေးလို့ရလာတယ်စစ်တပ်ကအဲ့လိုပေးလို့ရတယ်ဆိုတော့ပေးပိုင်ဝင်မရှိပါဘူးဘာဖြစ်လို့လဲတမတော်ဒီအာနာထိန်းတာဖြစ်တယ်ဖွဲ့စည်းပုံရဒါကြောင့်မလို့တရားဝင်ပြည်သူကတင်တဲ့အစိုးရမဟုတ်တဲ့ကြောင့်တမတော်ကအပိုင်ပေးဝင်မရှိပါဘူးမူအားဖြစ်ပဲတည်ငြိမ်မှုဖြစ်အောင်လို့မူအားဖြစ်ပဲလက်ခံပေးလို့ရပါတယ်ဒါဆိုအဲ့ဒီဟိုပန်နဲ့ပန်လုံးကိုဘသူကတရားဝင်ပေးလို့ရတာလဲလာမဲ့အစိုးရ လာမဲ့အရက်သားအစိုးရကြလို့ရှိရင်တော့လွတ်တော်မှာဆွေးနွေးကြရမယ်ဒီစစ်စင်ရေးတစ်ခုလုံးမှာနိုင်ငံမတည်မငြိမ်ဖြစ်စေမှာတမတော်အနေနဲ့ဟိုပန်နဲ့ပန်လို့ကိုဝါကိုပေးခဲ့မယ်ဆိုပြီးတော့ပြောဆိုကြတဲ့ရှိကြပါတယ်အဲ့တော့ကျွန်တော်တို့ဒီအချိန်မှာတရားဝင်အစိုးရတက်လာတဲ့အခါမှာကျွန်တော်တို့ဓာရီကိုဘယ်လိုပေးကြမလဲဆိုပြီးတော့အဲ့ဒီမှာအစိုးတင်သွင်းကြပါကောက်ကွက်နိုင်ကြပါပြီဆိုပြီးတော့အဲ့ဒီမှာလွှတ်တော်မှာတင်ပြကြပြီးတော့ဆွေးနွေးကြမှာဗျအဲ့ဒီခါကျမှ ဝါကဟိုဘန်နဲ့ပန်လုံးကိုတရားဝင်ရခြင်းမရခြင်းဆိုတာက ပေါ်လာမှာအယတအစိုးရပေါ်လာမှာတရားဝင်ရခြင်းမရခြင်းဆိုတာပေါ်လာမှာနော်နားလည်လားမသိနော်ဒါဆိုရင်အောက်မှာစစ်တပ်ကအဲ့လိုပေးပိုင်ဝင်ရှိလားဆိုတဲ့မေးခွန်းကိုကျွန်တော်ဖြေပေးလိုက်ပါတယ်စစ်တပ်ကဖွဲ့စည်းပုံရပေးပိုင်ဝင်မရှိပါဘူးဖွဲ့စည်းပုံရထိန်းချောင်းပြီးတော့တင်းကြီးအောင်လုပ်ပိုင်ဝင်ပဲရှိတယ် တော့စစ်မှတ်တွေမဖြစ်ပွားရအောင်လို့တော့အဲသူကပြန်ယူသင့်တာတွေယူဖို့ဒီလိုဥစ္စာတွေကိုထိန်းចောင်းလို့တော့ရတယ်ဒါကြောင့်မို့မူအားဖြင့်လုပ်လို့ရတယ်တရားဝင်ပေးပိုင်ဝဲမရှိဘူးတရားဝင်ပေးပိုင်ဝဲရှိတာကကျတို့ရွေးကောက်ပွဲရတက်လာတဲ့ရသအစိုးရကြမှာစူးနေပြီးတော့ဘလို့ပေးကြမှာလဲပေးမှာလားမပေးဘူးလားမပေးငါတို့ဘလို့ဝါကောငါတို့ဘလို့ထိန်းကြောင်းမလဲဒီဟိုပန်နဲ့ပန်လို့မပေးဘူးဆိုရင်ဝါကိုအစင်ပြောင်းတခြားနည်းနဲ့ငါတို့ဘလို့လုတ်ပေးရင်ကောင်းပါလဲ ဲ့ဒါကိုလွှတ်တော့ ਆ ပဲစူးနေဝင်ရှိတာပါကဲဒီလောက်ဆိုလို့ရှိရင်တော့လာမိတာတဲ့မိကွန်းရှင်နေနော်ကိုကန်နဲ့တက်မတော်နဲ့ဘာတွေ agree လုပ်ထားသလဲဘာကြောင့်တရုတ်ကြီးကမြန်မာပြည်မှာဝတ်ဆွတ်နေရတာလဲနောက်တကဟိုပန်နဲ့ပန်လုံကိုတရားဝင်ဖြစ်အောင်ဘယ်လိုပေးရမှာလဲဆိုတော့သဘောတရားလေးတွေကိုကျွန်တော်ကဖြေချမ်းဖြေချားပေးလိုက်ရပါတယ်